များကြီးတဲအောင်မှာအဲ၃ဂုံဖယ်မှာဆိုတော့အဲ၃ဂုံမှာကိုထိုင်မိနော်ကိုရဲ့ဟိုပါပေါ့ကိုကန်တရားပဲပေါ့နော်အဲစိတ်ကူးတဲ့ရှိတဲ့ခုံတော့ထိုင်ချလိုက်မှာပဲအာတိုင်ရောကလည်းတခုံတော့သူထိုင်ထားတယ်ဒါပေမဲ့သူထိုင်တဲ့ခုံမှာတော့မာလီတယောက်ကတော့ထိုင်လိုက်ပြီဆိုတော့အဲခုံလည်းပြေးလို့မရတော့ဘူးစောစောကအူရှောင်းပြီးပြောထားတဲ့နံပါတ်ကိုရှောင်းပြီးတော့ကြံတဲ့နံပါတ်တီးတွေကတယောက်တစ်ခုစိတ်ကြိုက်နံပါတ်လေးတွေမာလီတို့ တော့ထိုင်လို့ရပါတယ်။ကျွန်တော်အခုထိုင်နေခုံကထွက်ကမလားအောင်မလားလဲ။သူလည်းမသိဘူးသူမသိဘူးလည်းမသိဘူး။သူမသိဘူးသူ။အဲ့မဲ့သူ့အရင်ကထိုင်ဝင်ရှိတော့ chance ရှိတော့လာခံလိုက်တယ်။ဟုတ်တယ်။အဲ့မဲ့ကျွန်တော်လည်းရတာပေါ့။အရင်ရင်ခုံစရာကောင်းတဲ့တတိယမြောက်ဖွဲ့ကိုကျွန်တော်တို့ဆက်လက်ပြီးတော့နေရာယူဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဝင်းသားချင်းကိုညီမဘယ်တော့မှမမှန်အောင်ဒါပေမဲ့အဲ့လိုမျိုးကို့အရင်ချင်းပြရတဲ့ဟာဆိုတော့ညီမတစ်စိမ့်နေစင်တက်နိုင်နိုင်မယ်လို့ထင်တယ်။ကံတရားမပိုင်ဘူး။ ်ခုခုရှိမှရှိတဲ့စာအိတ်ထဲမှာကဒီနေ့ပြိုင်ပွဲမှာနှုတ်ထွက်ရမယ်ထိုင်ကုန်နံပါတ်3ခုရှိတယ်။မလေးတို့ကတတိယမြောက်အောင်မြင်ထားတဲ့အတွက်ဒီထဲကနံပါတ်1ခုကိုပြောပြမယ်။အဲ့တော့အဲ့ဒီနံပါတ်ကိုရှောင်လိုက်ပြီးတော့မလေးတို့တိုက်တဲ့နေရာတိုက်တဲ့နေရာဆိုပေမဲ့ရှေ့က2ဖွဲ့ရတော့တို့တိုက်တာလေးတွေထိုင်ထားပြီးပြီဆိုတော့အဲ့ဒီနံပါတ်ကိုရှောင်လွတ်နေတဲ့နေရာတဲကတွေ့ပြီးတော့တယောက်တစ်ခုထိုင်လို့ရမယ်။အဲ့တော့သိချင်ပြီလား အခုနံပါတ်ပြောပြပါမယ်ထွက်ရမယ်နံပါတ်ဒီထက်နံပါတ်